uh, uses the letters or equation equation ဆိုတဲ့စကားလုံးအဲရေးကြည့်မယ်ဘယ်နှလုံးရှိလဲရှစ်လုံးပဲထပ်တာပါလားသမီးမပါပါဘူးမပါဘူးเนาะမပါဘူးဆိုတော့ဆရာမဘာမှဟိုမဖြစ်တော့ဘူးเนาะဟိုအရေးအတွက်တွေဘာဘဝအီးဒီဘာမရေးစရာမလိုတော့ဘူးเนาะပါမသာလင်ရေးတာဆိုတော့ how many four letters ကောက် ဒီ equation ဆိုတဲ့စကားလုံးတည်းကနေ four letter ကုတ်လုတ်ချင်တာကုတ်နံပါတ်၄ခုဥပမာ e t i o အဲဒါမျိုးသို့မဟုတ် a o a i n အဲဒါမျိုးလုတ်ချင်တာ letter ကုတ်เนาะ letter ကုတ်၄လုံးလုတ်ချင်တာအဲ့လိုလုတ်ချင်တာကိုနံပါတ်၁ကန့်သက်ချက်တွေရှိတယ်ဒီမှာ1 2 3 4ဒီလိုပုံစံမျိုးအဲ့လိုမျိုးဟိုတစင်းတစင်းမေးတဲ့ပုံစံမျိုးငါမတ်ငါမတ်အနေနဲ့မေးတာပါဒါမျိုးစတိုင်ကိုငါမတ်မေးတာပါ အဲ့တော့ကိုကဟိုစာလေးတွေအေးသားလေးတွေရေးဖို့လိုတယ်နော်ကိုအများကြီးရှာရှိပြီးတော့တွက်ဆရာမလို့ရတယ်လေးဘုတ် တောင်မေးထားဆိုတော့ငါမတန်းနေပြီနော်တပုတ်တမတ်ဆိုရင်တန်းနေပြီဆိုတော့အများကြီးရှင်းဆရာမလို့ကောက်ကူလေတာသုံးလို့လည်းရတယ်ဒါပေမဲ့ဒီတိုင်းကြီးပဲဟိုကောက်ကူလေတာပဲတန်းခေါက်နိုင်လိုက်လို့မရအောင်စာအေးသားလေးတော့ရေးပေးဖို့လိုတယ်အဓိကလေအဲ့တော့သူပါလို့ချင်တာလဲဆို starting with t and ending with n ဘာနဲ့စမှာလဲဆို t နဲ့စတယ် t နဲ့စ ရှစ်လုံးတင်းနှစ်သုံးလေး၅၆၇ခိုကအခုဒီလိုမျိုးလေးအဲ့လိုအတုံးလေးတွေနဲ့လုတ်တက်တယ်ဆိုရင်အကျမ်းမှာတော့မလုံနေပဲနဲ့ခဲတံလေးနဲ့ပဲဒီဘက်စာမြန်ကြမှာ solution ဆိုပြီးဖြည့်တဲ့အခါမှာဒီဘက်ဘေးလေးမှာအဲ့လိုလေးချပြီးတော့ဖြည့်လို့ရတယ်တတ်တက်ရက်လေးလေဒီလားအမှတ်မလျှော့ဘူးအဲ့လိုဆိုပို့လို့ပို့လို့တော့မှသူတို့ကြိုက်ကြသေးတယ်နော်အဆင်ပြေတယ်အဲ့တော့အဲ့လေးလုံးဆိုတော့1 2 3 4ဒီလိုတင်းနဲ့စမယ်အန်နဲ့စုံမယ် ်ဒါကြောင့်ပထမဆုံးနေရာဒီတေချာဘဝန်ဝေးပဲတီပဲထဲမှာတခြားမလာသူလဲဝန်ဝေးပဲထဲရမှာဒီနှလုံးနှလုံးဆိုတော့2 factorial ရေလုံးလို့မရအောင်ကျန်တာဘယ်နှလုံးကျန်လဲ၈လုံးနဲ့နှလုံးဖယ်လိုက်တော့၆လုံးကျန်ပါရှင်အဲအဲ့ဒီ၆လုံးကိုဆရာမတော့ဒီနှစ်နေရာထဲမှာနေရာချကျန်တာဘာမှစဉ်းစားမရရင်ဒီလိုပဲစဉ်းစားလိုက်အဲ့ဒီ၆လုံးကလည်းထပ်တာမပါတဲ့ကြောင်ဒီပထမဒီနေရာကိုထည့်မယ်လို့စဉ်းစားလိုက်တာ6 way ဒုတိယဟာဒီမှာတစ်လုံးဝင်သွားပြီ without repetition ထပ်လို့မရအောင် တစ်လုံးဖယ်ငါးလုံးဒါပဲအဲ့ဒါရိုးရိုးရှင်းရှင်းနီးအဲ့ချက်ရိုးရှင်းနေနီးမရှိတော့ဘာမူဒေးရှင်းလို့လည်းတွေးတာမဟုတ်ကွန်မိုင်နေးရှင်းလို့လည်းတွေးတာမဟုတ်ပုံမှန် အတိုင်းဟိုဆရာမတို့ဒါကိုဆက်ဆက်တင်ခြင်းဆက်ဆက်ခြင်းလေးလာတော့ကအပိုင်းမှာပထမဦးဆုံးစပြီးလေးလာခဲ့တဲ့အစီမှာပါခဲ့တဲ့အတိုင်းပဲစဉ်းစားလိုက်တာရိုးရိုးလေးပဲနော်ဒါရိုးရိုးလေးပဲစဉ်းစားလိုက်တဲ့နီးနော်အရင်ခေါင်းချုပ်လာရင်ခေါင်းချုပ်လာရင်အဲ့ဒါလေးကိုပြန်တွေးလိုက်တတိယလိုက်အဲ့ဒါအဆင်ပြေဆုံးပဲနော်မမာတော့อืมအဲ့တော့ဒါဘယ်လိုဖြစ်မလဲဆိုရင်1 into 6 into 5 into 1ပေါ့အဲဒီလိုသွားမယ်စာလေးဘယ်လိုရေးရင်ကောင်းမလဲသူမစဉ်းစားကြည့်ပါဦးစာစာဟာ sentence လေးကို for every weight and every weight and အဲဒီနဲ့စပြီးတော့အနဲ့ဆုံးနဲ့မိလာပါအဲဒီနဲ့စပြီးတော့အနဲ့ဆုံးနဲ့အပြော ကြတော့လာတာကနှစ်ခုရှိရပါတယ်ထည့်ရဆိုနေအဲ့ဒါအမှတ်တော်မလျှော့ပါဘူးဗျာထဲ့တောင်ထည့်တင်သေးတာနော်ဟိုဟာဒီလိုမျိုးလေထည့်တင်တာအဲ့ဒါအဲ့ဒါဟိုဟာဒါမေကုန်းကိုပြန်ပြီးတော့ဟိုကိုကအရင်ဆုံး intro ဝင်နေထည့်တယ်ဆိုတဲ့သဘောနဲ့เนาะထည့်ရမှာ in ဘယ်မှာလဲဆိုရင် in the word word ရေးလိုက်ရတယ်အဲ့မှာ the word ပါတော့ရေးလိုက်မယ်เนาะသူလဲ the word ဆို the word ပေါ့အဲ့တော့ in the word equation in the word အဲ in the word equation ဒီမှာနံပါတ်၄ပိုင်းမတက်သေးဘူးဒါအားလုံးနဲ့ဆိုင်လို့ e to u a t i o n equation ဆိုတဲ့စကားလုံးမှာဘယ်နှလုံးရှိလဲ there are အဲဒါမျိုးလေးရေးတယ်လေ eight letters eight letters ရှိတယ်နော်အဲ့မှာဒါမီတစ်ခါတည်းဆက်ပြီးတော့ဖြည့်ခြင်းဘာဖြည့်လို့ရလဲဆိုနောက်ပုံစံတွေမှာဘာဝယ်တွေလဲပါတယ်ကွန်ဆိုနန့်တွေလဲပါတယ်အဲ့တော့တခါတည်းဒီမှာခွဲလို့ရတယ်မပါခဲ့ရင်တော့ခွဲပေးမနေနဲ့ပေါ့နော်ပါတယ်ဆိုတော့အဲ့ဒါတွေအတွက်ပါခွဲမယ် in which ၎င်းထဲမှာဘာဝဲသည် a, e, i, o, u အကုန်ပါတယ် a ဖြစ်တဲ့ဘာဝဲ n ပြီးရင် n, q, t a ခွန်ဆိုးနံဒီလိုရေးလဲရတယ်ပေးတယ် C S C O S O N A N D S ကွန်ဆိုးနဲ့ဒီလိုရေးလိုက်ရတယ်အဲ့လိုမရေးဘဲမရေးဘဲနဲ့နောက်နားလေးမှာဒီလိုမျိုးရေးချင်လဲရတယ် เนาะဒီ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  white white ထားတဲ့နေရာမှာ there are eight letters with เนาะလော်လော်ကူကူပဲ with เนาะ with ဆိုပြီးတော့ဗာလဲ vowel ဘယ်နှလုံးလဲသမီး five vowels b o w e l s five vowel ဆိုပြီးနောက်မှာခွင်းစာခွင်းပိနေအဲ့ဒီ a e i o u ထည့်ပေးလိုက်ရတယ်ဒါလေးကပို့ပြီးတော့သမီးတို့အတွက်အဆင်ပြေလိမ့်မယ် and three consonants အဲဒါအရေးအတွက်လဲပေါ်ပြပြီးသားဖြစ်သွားတယ် n comma 2 comma t အဲဒီလိုလေးရတယ် เนาะဆီယမတော့ဒီနောက်ကဟာလေးကိုပိုးသဘောကြတယ်ဆီယမဒါဆိုရင်เนาะအဲအဲ့လိုလေးဖြေးလိုက်မှာကနန်းလဲခွဲပြီးသားဘာဝယ်က၅လုံးကိုစနက်က၃လုံးရှိတယ်ဒါကြတဲ့ခွဲထုတ်ပြီးသားเนาะအဲ့လိုလေးရေးလိုက်မယ်ရေးပြီးတော့နံပါတ်1နံပါတ်1ဆီယမတို့ကဒါဘာလုတ်ချင်တာလဲဆိုရင် for letter codes လုတ်ချင်တာဒါကြောင့်ဟိုဟာအဲ့ for letter ဆိုတာအကုတ်က၄ခုပြောချင်တာမဟုတ်ဘူး4 letter code ဆိုတော့ code တစ်ခုပဲเนาะ4 letter code တစ်ခု အဲ့တော့ဆရာမတို့ကုတ်တစ်ခုအနေနဲ့ account step စမယ် with and ends and uh, ends with and အဲ့ဒီလိုလေးရေးလိုက်ရတယ်နော်နော်အဲ့အဲ့လိုလေးရေးပြီးတော့အဲ့လိုလေးဒါဒါဒါနံပါတ်1အတွက် account step စမယ်ဒါဒါဆရာမတို့ sentence လို့ရေးထားတာဆိုတော့ဒါ full stop ချလိုက်ပြီเนาะဘာ equal to မှလည်းမလို့အဲ့မှာအောက်မှာတန်းပြီးတော့တွက်တော့မယ်အဲ့ အဲ့တော့ဆရာမတို့ကတီနဲ့စမယ်ဆန္ဒဒီမှာဆရာမစဉ်းစားပြသလိုတီနဲ့စမယ်အန်နဲ့ဆုံးမယ်အဲ့တော့ဂျားထဲမှာထည့်မယ်လက်တာနှလုံးအဲ့တော့ two middle letter အလယ်က middle letter နှလုံးက can be arrange season 9နဲ့เนาะ any နှစ်သက်ရာ two off ဘာတွေလဲ five bowels အစမဟိုအကုန်မကူးချင်းဒီလိုရေးလိုက်လဲရတယ် ပြီးသွားပြီဘာဝဲငားလုံးကလေးကဟုတ်လားမဟုတ်သေးဘူးဘာဝဲရောကွန်ဆွန်းနဲ့ရောလေအေးကွန်ဆွန်းနဲ့တလုံးကြံသေးတယ်လေဟုတ်တယ်မလားနော်အဲရတယ်ရတယ် remaining two letters ပေါ့နော် remaining two letters ်နော် remaining 2 luster ကြံတဲ့ letter နှလုံးအတွက်အဲဒီလိုရေးလို့ရတယ်နော် middle ထည့်ခြင်းလည်းရတယ်အဲ remaining ဆိုပြီးတော့ဟုတ်တယ်များသောအားဖြင့် remaining နဲ့တုံးနေကောင်းတယ်တမီးအလိုရေးတာ remaining two letters letters can be arranged အဲ arrange in ဆိုပြီးတော့ဟုတ်တယ် a r r a n g e d arrange in ဘလောက် ways လဲပေါ့တမီးကဘယ်နှလုံးကျန်တာအလုံးပေါင်း6လုံးကျန်တာဆိုတော့ this be two နော် this be two ways အဲ့တော့ equal equal to ဆိုပြီးတော့တွက်လိုက်မယ်ဘယ်လောက်လဲဆိုပြီး calculator နှိပ်လိုက်ရင်30 ways ပေါ့အဲ30เนาะအဲ့လိုဖြစ်ရမှာ600ရှိတာမှမဟုတ်တာเนาะ600ရှိတာမဟုတ်တော့6 factorial နဲ့တွက်လို့မရအောင်အဲเนาะတွက်လို့မရအောင်အဲ့ရပြီထိုးကြောင်း number of goals number of goals ဘာလို့ number of permutation လို့မရေးတာလဲဆိုတော့မေးခွန်းက how many four letters goal လို့မေးလို့ four letter goal အေး အဲ့ဒါကြောင့် number of goals လို့ဟိုကဖြေတာမိခွန်းကိုပြန်ကြည့်ပြီးတော့လုပ်နော် number of goals နော်ဒါမှမဟုတ်လဲ require number of goals ရတယ်အဆင်ပြေတယ်လို့လုပ် equal equal ဆိုပြီးတော့ဆရာမအများနဲ့ပြောတယ်တစ်ကဘာနဲ့မြောင်မြောင်မြောက်တဲ့ကောင်ပဲရမှာတော့ဟုတ်တယ်တို့တော့ပေါ်လင်းအောင်ထည့်လိုက်မယ်ဆိုတော့ရှေ့ဆုံးမှာ t drop က one ways အလဲမှာ30နောက်ဆုံးမှာ1အဲအဲ့ဒါဘယ်လောက်ရမလဲ30ပဲပေါ့အဲဒီလိုလေးဖြေမယ်နော်ဒါလေးတွေထည့်မယ် နော်အဖြေတူတူပဲဆိုတာဆိုသည့်တိုင်အောင်ဒါလေးတွေပါရေးထည့်ထားမယ်။ Okay နံပါတ်2လေးစဉ်းစားမယ်။ Starting and ending with consonant စတာနဲ့ဆုံးတာနဲ့မှာ consonant စလုံးလေးနဲ့ तू ကဆုံးညင်တာတဲ့ consonant ကတမီဘယ်နှလုံးရှိလဲ consonant က3လုံးပါ3လုံးเนาะအဲ့တော့အဲစတာနဲ့ဆုံးတာနဲ့ကို consonant 3လုံးနဲ့ဆုံးမယ်ဆိုတော့အဲ့တော့ a cough ဒီဒီဒီပထမရေးတဲ့ပုံစံတိုင်းသွားမယ်ဆိုရင် a cough start with စတတ်စတတ် and n အဲပေါင်းရေးလိုက်မှာပေါ့နော်ပေါင်းရေးလိုက်မှာအဲ့ကြတော့ and stat and ends with and with and with a consonant နော် consonant နဲ့စမယ် consonant နဲ့စမယ် consonant နဲ့ဆုံးမယ်ဆုံးမယ်အဲ့ခါကျတော့အဲ့ဒါလေးကိုအရင်စဉ်းစားမယ်နော်အဲ့ဒါအဲ့ဒီအဲ့ဒီတန်ဖိုးလေးကိုအရင်စဉ်းစားရတော့မယ်အဲ့တော့ရှိတာဘယ်နှလုံးလဲ၃လုံး consonant က၃လုံး၃လုံးအဲ့ခါကျတော့၃လုံးကို အဲအစနဲ့အဆုံးနဲ့ဆိုတော့ဆရာမတို့နှစ်နေရာပေါ့နော်အစကတနေရာအစကတနေရာအဆုံးကတနေရာ first first position နဲ့ fourth position နဲ့အဲ့ဒီ position နှစ်ခုနေရာမှာကွန်ဆိုးနဲ့သုံးလုံးထဲကနှစ်ခုကိုထည့်မှာဒါက three ways ဒါက two ways ဒီလိုသွားမှာဒါရိုးရိုးစဉ်းစားပြလိုက်တာဆရာမနော်ရိုးရိုးလေးတွေးလိုက်တာပဲဒါကတော့နော်အဲ့တော့အဲ့လိုအဲ့လိုအဲ့လိုသွားမှာအဲ့လိုသွားမှာဆိုတော့ဘယ်လိုလေးရေးမလဲဆိုလို့ရှိရင်ဟိုပါပေါ့အဲ့တော့ 3 consonant C O N S ပါ ido C O N consonant S O N A N T S 3 consonants ကို can be arranged စီစဉ်နိုင်ပါတယ်เนาะ in အဲ 3b 2 way ဒီလိုလေးရေးလိုက်ရင်ရပြီเนาะဘယ်လိုအစီအစဉ်မှာလဲဆိုတာအတွက်ကဒီအပေါ်မှာရေးပြီးသားမှုလို့ရေးစရာမလိုရတယ်เนาะ equal to ဘယ်လောက်လဲဆိုတော့ အပေါ်မှာမရေးခဲ့ရင်တော့နည်းနည်းလေးစာလေးကိုဒီမှာ3 consonants ကိုနော် first position နဲ့ fourth position မှာ can be arrange စီစဉ်နိုင်ပါတယ်ဒီလိုဒီလိုပို့သွားမှာပေါ့နော်ကြားထဲမှာသိလားနော်အဲ့တော့ 3b2 ကဘယ်လောက်ရလဲဆိုတော့လမ်းဘယ်လောက်ရလဲ six six ways ဟုတ်ပြီအဲ့တော့နောက်တစ်ခုနောက်တစ်ခုကြံသေးတယ်ကြံတာကြံတဲ့နှစ်နေရာအတွက်နော်စနာလိုပဲ remaining two letter ပေါ့နော် remaining two letters two letters အိုက်တူလက်တာစ်ကိုဘယ်နှခုကနေစီစဉ်มาလဲဆိုတော့တမိဒီမှာလဲလေတကယ်တမ်းလေတိလာတမိဒီမှာလဲတကယ်တမ်းပြည့်စုံခြင်းလေ remaining 2 letter ကိုစီစဉ်မယ်เนาะ remaining 2 letter ဘယ်တွေကဘသူကနေစီစဉ်มาလဲဆိုတော့ out of out of 6 letter เนาะအဲ့လိုအဲ့လိုပြောလို့ရတယ်တိလာဒါမှမဟုတ်ရင်ထပ်ပြီးတော့သိကြခြင်းဒီလိုရေးလို့ရတယ်เนาะအဲ middle middle two letter ဒါမှမဟုတ် two middle letter ပေါ့နော်အ two middle letter အတွက်အလဲမှာရှိရမယ့် letter နှလုံးအတွက်အလဲမှာနှလုံးအလဲမှာရှိမယ့် letter နှလုံးဒီ out of six remaining letter ကျန်ရှိနေသော six letter ထဲမှအလဲအတွက် letter နှလုံးက can be arranged အဲဒါဆိုပုံပြေဆုံးတယ်နော်အဲအဲ့ဒါဆိုပုံပြေဆုံးလေးမြေနော်ဒါဆိုရင်စနအတိုင်း remaining two letter အတွက်ကြတော့နည်းနည်းလေးဒီ six ကဘယ်နာ six လဲအသိလားနော်အဲ့တော့ဒါလိုလေးဖြည့်ပြီးပုံပြေဆုံးတယ် နော်အဲအခုလည်းအဲ့လိုပဲသမီးဘယ်လိုရေးမလဲဆိုရင် two middle letters အောက်တော့ဘယ်လိုရေးမလဲ two middle letters our silk letter can be arranged in အဲ two middle letters နော်ကျန်တဲ့ဟာအကုန်စီစဉ်ရမှာပဲအိုက်တာအိုက်တိုင်းပဲနော်အောက်တော့ကျန်တာက6 letter ကျန်တာဆိုတော့6 letter can be arranged in သူ့အတိုင်းပဲပေါ့ 6p2 ပဲပေါ့နော် 6p2 way ဆိုတော့ဆနာလိုပဲအဖြေက30ပဲရမယ် အဲ့တော့ require number တော့ waste ကအဲ့နှစ်ခုကိုမလုပ်ပေးမလဲမြောင်းမယ်เนาะဆီမှာကတ်တက်ပြီးတွက်ခဲ့လိုက်တော့မယ်အဲ့တော့6နဲ့30နဲ့မြောက်တော့63 28 180 waste 180အဲဒီလိုရမယ်နံပါတ်2လေးရသွားပြီကဲနံပါတ်3 with bowels only တဲ့အဲ့လေးလုံးလုံးကုတ်လေးလုံးလုံးက bowel only စီမှာတဲ့သမီး bowel က bowel ကဘယ်နှလုံးရှိတာ၅လုံးရှိတာ၅လုံးရှိတာ bowel ၅လုံးရှိတာကိုအဲ့ဒီ ကိုစီစဉ်မဲ့ကုတ်၄လုံးစလုံးဒီဒီဘာဝဲ၅လုံးကိုပဲသုံးမယ်နော်ဟုတ်တယ်နော်အဲ့လိုပြောချင်တာ तू ကနော်၄လုံးစလုံးဒီဘာဝဲ၅လုံးကိုပဲသုံးမယ်လို့ပြောတယ်အဲ့ဒီခါကျတော့ဘယ်လိုဖြစ်သွားမလဲဆိုရင်အဲစာလေးဘယ်လိုရေးရင်ကောင်းမလဲအကောင့်စာမရေးနေကြတိုင်းဆိုရင်အကောင့် နော်အဲအဲ့လိုလဲရတယ် account must contain all power ဘာဝဲအားလုံးဘာဝဲဘာဝဲအားလုံးဆိုရင်ဘာဝဲငါးလုံးလုံးသုံးရမလို့ဖြစ်နေဦးမယ်နော်အဲအဲ့လိုကြတော့အဲ့လိုကြတော့ဘာဝဲကငါးလုံးရှိညာဆိုတော့အဲ့တော့ account contains ဘာဝဲ only ပေါ့နော်ဘာဝဲ only ဒါမှမဟုတ်ရင် accounts accounts contains အဲဘာဘာဝဲတွေပဲပါမယ်ဆိုတဲ့အသေးပဲနော်လေးခုလုံးဒီဘာဝဲဖြစ်ရမယ်ဒါမှမဟုတ်ရင်လည်းအဲ မက်စ်ဘီဘာဝဲဆိုလည်းရတယ်အေးအာအဲဟုတ်တယ်နော် a four letter code နော်နော်ဒီ letter လေးလုံးပါဝင်သော code တစ်ခုက code က must be ဖြစ်ရမယ် must be power only must be contain ဘာဝဲ only เนาะဘာဝဲဘာဝဲတွေပဲဖြည့်ရမယ်ပေါ့လေးလုံးစလုံးอ่ะဘာဝဲတွေပဲဖြည့်ရမယ်အဲဒီဒိတ်ပဲရေးလိုက်လေအဆင်ပြေတယ်เนาะအဲအပန်ရပေးတယ်ပေါ့เนาะโอเคအဲ့တော့ဆရာမတို့ကရှိတာကဘာဝဲဒီ၅လုံးအဲ့တော့စီစဉ်มาဒီ၄လုံးဒါကြောင့်4 four vowels out of 5เนาะ all all five vowels နော်အော့ထည့်လိုက်တာပေါ့နော်ရှိတာအလုံးက၅ခုရှိတော့ဘာဝယ်၅လုံးထဲကမှဘာဝယ်4 vowels ကို can be arrange a in ဆိုပြီးတော့ဟုတ်ပြီ5 b before way ဆိုပြီးတော့အဲ equal to နဲ့ဟိုအဖြေလေးရေးလိုက်တော့120 120အဲ120ရမယ်เนาะအဲ့တော့ဒါကအဲ့ဒါ total ပဲ total ပဲနော်ဖြစ်တယ်အဲ့ logic နဲ့ require ways ပဲเนาะအဖြေကဒါကဒါ